အေယာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတမောင်ဝင်းဟာအောက်တိုဘာလ9ရက်မနက်ပိုင်းကတောင်ဝန်သူများနဲ့တူငပူတော်မြို့နယ်ဟိုင်ဂျီကျွန်းမြို့ဈေးချိုင်ကျေးရွာအုပ်စုမှာတီထားကိုကွယ်တော်မူတဲ့မဟာမကုတ်ကြရန်သည်စံတော်ရှင်မြတ်မော်တင်ဈေးတော်မြတ်ကြီးအားဖူးမြော်ခြင်းမျိုးကောင်း စံတော်ရှင်မြတ်မော်တင်ဇေတော်မြတ်ကြီးရဲ့အနီးကပ်ကြီးချက်ဩဝါဒစရိယငပူတော်မျိုးနဲ့တန်ခါနယကအဖွဲ့ဥက္ကဋ္ဌမြတ်မော်တင်ကျောင်းတိုင်ပဒါနနယကဆရာတော်အားဖုံးမြော်ကြီးညိုခဲ့ပြီးဒေသဖွံ့ဖြိုးရေးကိစ္စရပ်များနဲ့တသနာရေးဆိုင်ရာကိစ္စရပ်များကိုတင်ပြလျှောက်ထားခဲ့ပြီးလူပွဲပစ္စည်းများစက်ကက်လူတန်းခဲ့ပါသည် ဆက်လက်ပြီးတိုင်းဒေသကြီးဝန်ကြီးချုပ်ရဲ့အဖွဲ့ဟာရင်းမြစ်တော်တိုးချဲ့ဆောင်ရွက်ပြီးစီးမှုများဈေးတော်ရင်းမြစ်အနှုတ်ဆက်နက်ပြီးတိစောက်ပြီးစီးမှုများတောင်ဘက်အာယုံကန်တဆောင်းတိစောက်ပြီးစီးမှုများအနောက်ဘက်အာယုံကန်တဆောင်းတိစောက်နေမှုများဝေစရန်တာဓမ္မယုံမှာထားရှိတဲ့ဆိုလာစနစ်နဲ့မိပေးနေမှုအခြေအနေများ တတနာဝန်သားចောင်းဆောင်တတနာပေးမန်တော်တည်ဆောင်နေမှုများကိုကြည့်ရှုစစ်ဆေးကြရာတောင်းဝန်ရှိသူများကလုပ်ငန်းဆောင်ရွက်မှုအခြေအနေများကိုရှင်းလင်းတင်ပြမှုအပေါ်တာနေတာကြီးဝန်ကြီးချုပ်ကလိုအပ်တာများမှာကြားခဲ့ပါသည် ဆက်လက်ပြီးတိုင်းဒေသကြီးဝန်ကြီးချုပ်ရဲ့အဖွဲ့ဟာဈေးရောကုန်းမြေအောက်ခြေကိုပင်လယ်ရေလှိုင်းရိုက်ခတ်မှုမှကာကွယ်ဖို့ဆောင်ရွက်ထားတယ်။ကြောက်စီလှိုင်းကကိုသွားရောက်ကြည့်ရှုစစ်ဆေးရာ ရေအရင်းမြင့်နဲ့မြေချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတိုင်းဒေသကြီးဦးစီးမှုက ကြောက်စီလှိုင်းကဆောင်ရွက်ထားရှိမှုအခြေအနေနဲ့ရေစင်းမြောင်းများဆောင်ရွက်သင့်တဲ့အခြေအနေများကိုရှင်းလင်းတင်ပြရာတိုင်းဒေသကြီးဝန်ကြီးချုပ်ကလိုအပ်တာများမှာကြားခဲ့ပါတယ်။ အဲဒီနောက်တာနီတာကြီးဝန်ကြီးချုပ်ရဲ့အဖွဲ့ဟာဈေးတော်မြတ်ကြီးရဲ့ရှင်မြင့်တော်ပေါ်ရှိအနေကစားတင်ဆောင်မှာဌာနဆိုင်ရာများကိုဘကာအဖွဲ့ဝင်များမြို့မီမြို့ဖာရမိရဖာများဒေသခံပြည်သူများနဲ့တွေ့ဆုံပြီးတာနီတာကြီးဝန်ကြီးချုပ်ကဈေးတော်မြတ်ကြီးရဲ့ကုန်းတော်အားပန်းပေါင်းစုံနဲ့စိန်လန်းဆိုပြေစီရေးကိုလည်းစီလုံးညညစွာနဲ့ဆောင်ရွက်သွားကြဖို့နဲ့ green zone များပေါ်ဆောင်ခြင်းဖြင့်လည်းခရီးသွားများအားဆွဲဆောင်ကြရမှာဖြစ်ပါကြောင်းပြောကြားပြီးဌာနဆိုင်ရာများနဲ့ဒေသခံပြည်သူများရဲ့တင်ပြချက်များပေါ်တာနီတာ ာကြီးဝန်ကြီးချုပ်ကလိုအပ်တာများကိုဖြည့်ဆွတ်ဆွေးနွေးခဲ့ပါတယ်။ဆလဘီတိုင်းသာကြီးဝန်ကြီးချုပ်နဲ့ဖွဲ့ဟာဟိုင်းကြီးချုပ်မျိုးကန်ချိုင်ကြီးရွာအခြေခံပညာအထက်တန်းကျောင်းသို့တွားရောက်ပြီး RCC နှစ်ထပ်ကျောင်းဆောင်တွေစောက်လုံးနေမှုခမောက်မော်ကြီးရွာအခြေခံပညာမူလာကျန်းလွန်ကျောင်းမှာ RCC တစ်ထပ်ကျောင်းဆောင်တွေစောက်လုံးနေမှု ကြောက်ချောင်းကြီးပါအခြေခံပညာအထက်တန်းကျောင်းမှာ RCC နှစ်ထပ်ကျောင်းဆောင်တင်နေ RCC တစ်ထပ်ဝန်ထမ်းအင်အားအသင်းစောက်လုံနေမှုတို့ကိုကြီးစုစစ်ဆေးခဲ့ပါတယ်အဲနောက်တိုင်းသာကြီးဝန်ကြီးချုပ်နဲ့အဖွဲ့ဟာကြောက်ချောင်းကြီးရွာတိုက်နယ်စေယုံတို့သွားရောက်ပြီး ကျမ်းမာရေးဆောင်ရှောက်မှုပေးနေမှုများကိုကြည့်ရှုခဲ့ပြီးစေးတယောက်ကုသနေတဲ့လူနာများအားအားပေးစကားများပြောကြကာစေကုသစရိတ်များပေးအပ်ခဲ့ပြီးစေယုံအတွင်လိုအပ်တဲ့စေဝါများကိုပေးအပ်ခဲ့ပါတယ် အဲဒီနောက်တာဟိတာဂျီဝန်ကြီးချုပ်နဲ့ဖွဲ့ဟာဟန်ဂျီချုပ်မျိုးအနဝါကန်းချင်မှာပြုလုပ်တဲ့2025ခုနှစ်မိုးရသည့်အုံပင်စိုက်ပျိုးပွဲခမ်းနားသို့တက်ရောက်ခဲ့ပြီးတာဟိတာဂျီဝန်ကြီးချုပ်ကအမှားစကားပြောကြားကောင်းတနိဒာကြီးဝန်ကြီးချုပ်ဦးဆောင်မီအုံပင်စိုက်ပျိုးပေးခဲ့ကဒေသခံပြည်သူများစုပေါင်းပြီးအုံပင်၄၀၀၀ကျော်စိုက်ပျိုးနေမှုကို ကြီးစုအားပေးခဲ့ကြောင်းသိရပါတယ်။ ထို့အတူအီယာဝတီတာနီတာကြီးအစိုးရအဖွဲ့နှင့်မြန်မာနိုင်ငံရေကူးအဖွဲ့ချုပ်တို့ပူးပေါင်းဖွင့်လှစ်တဲ့အခြေခံရေကူးနှင့်ဒိုင်းပင်သင်္တန်းဖွင့်ပွဲခန်းနာကိုဒီကနေ့မနက်ပိုင်းကအာကစားနှင့်ကာယပညာဦးစီးဌာနအီယာဝတီတာနီတာကြီးအဆင့်မြင့်ရေကူးကန်ပသိမ်မှာပြုလုပ်ခဲ့ရာတာနီတာကြီးဝန်ကြီးချုပ်ဦးကျမောင်ဝင်းကနေပြဆရာများကကျွမ်းကျင်သင်္တန်းသားသင်္တန်းသူများကိုတာနီတာကြီးနှင့်ပြည်내ဆင့်ပြိုင်ပွဲဝင်ရောက်ရှင်းပြနိုင်မှုစနစ်ကျတင်ကြားပေးလျက်ရှိပါကြောင်းပြောကြားပါသည် အဲဒီနောက်တိုင်းဒေသကြီးဝန်ကြီးချုပ်ဟာတင်ဒန်းနီးပြများရဲ့တင်ဒန်းသားများအားလေ့ကျင့်သင်ကြားပေးနေမှုကိုကြည့်ရှုအားပေးခဲ့ပါတယ်။ ဆက်လက်ပြီးတိုင်းဒေသကြီးဝန်ကြီးချုပ်နယ်ဖွဲ့ဟာပသိမ်တက်ကတ်သို့ဘွယ်နေသပင်ခမ်းမမှာပြုလုပ်တဲ့ပသိမ်တက်ကတ်သို့ဘာသာရက်မိဆက်ဘွယ်ခမ်းနာသို့တက်ရောက်ခဲ့ပြီးတိုင်းဒေသကြီးဝန်ကြီးချုပ်ကပသိမ်တက်ကတ်သို့မှရှိတဲ့ဘာသာရက်ဌာန16ခုမှတင် जा ပို့ချနေတဲ့အထူးပြုဘာသာရက်20ခုတက်ကတ်သွင်ဆောင်မေးပွဲဖြေဆိုမယ်ကျောင်းသားကျောင်းသူများအားအချင်းချုပ်ဆွေးနွေးပေးသွားမှာဖြစ်ပါကြောင်း Global Art Agro and Aqua Industry Company Limited ဟာစက်ရုံပထမအဆင့်တိစောက်ပြီးစီးတော့မှာဖြစ်ရောင်းလုပ်ငန်းလက်ပတ်ရမှာ လိုအပ်ချက်ဝန်ထမ်းဥယျာအားတာဏိတာကြီးအတွင်းမှရှိတဲ့တက္ကသိုလ်ကောလိပ်သိပ္ပံများမှဘွေရရှိသူများအပြင်စက်မှုစိုက်ပျိုးရေးနဲ့မွေးမြူရေးအထက်တန်းကြောင့်အောင်မြင်သူများကိုလည်းအလုတ်ခန့်ချပေးသွားမှာဖြစ်ပါကြောင်းပြောကြားပြီးတက္ကသိုလ်ဆရာဆရာမအများကတက္ကသိုလ်ဝင်ဆောင်မေးပွဲဖြေဆိုမဲ့ကျောင်းသားကျောင်းသူများအားဘာသာရပ်များအလိုက်သင်ကြားပို့ချမှုအခြေအနေများနဲ့အကျိုးကျေးဇူးများကြောင့်အချင်းချင်းဆွေးနွေးပေးနေမှုများကိုကြည့်ရှုအားပေးခဲ့ကြောင်းသိရပါသည်။ ဆက်လက်ပြီးတိုင်းဒေသကြီးဝန်ကြီးချုပ်နဲ့ဖွဲ့ဟာပသိမ်မျိုးအေယာရှူဝါခမ်းမမှာပြုလုပ်တဲ့2025ခုနှစ်တိုင်းဒေသကြီးနဲ့ပြည်နယ်အသက်25နှစ်အောက်အမျိုးသမီးဘောလုံးပြိုင်ပွဲသို့ဝင်ရောက်ရှင်းပြိုင်မယ်အေယာဝတီတိုင်းဒေသကြီးကချင်ပြည်နယ်မွန်ပြည်နယ်နဲ့မန္တလေးတိုင်းဒေသကြီးအသင်းများအားကြိုးဆိုမိတ်ဆက်ခြင်းခမ်းနားသို့တက်ရောက်ခဲ့ပြီးတိုင်းဒေသကြီးဝန်ကြီးချုပ်ကအမှားစကားပြောကြားကောင်းအားကစားနှင့်လူငယ်ရှေးရောင်ဝန်ကြီးဌာနဒုတိယဝန်ကြီးတိုင်းဒေသကြီးနဲ့ပြည်နယ်ကိုစားပြုဘောလုံးအသင်းများအားအမှတ်တရလက်ဆောင်ပစ္စည်းများ ာပေးရခဲ့ကအာကစားသမားများအားအပိတ်နှုတ်ဆက်ခဲ့ကြောင်းသိရပါတယ်ဒီသတင်းကိုပသိမ်သတင်းဌာနကွဲမှဖေပို့ထားတာဖြစ်ပါတယ်ရှင်